ဒီကနေ့လူချင်းများနဲ့တကွဓမ္မမိတ်ဆွေများအားအနုမောဒနာတရားနေဖြင့်ငုတ်တရာနိကေအထက်ကနိဘပါဠိတော်မှာလာရှိတဲ့ဒီကဇာနုတုတ်တန်တရားဒေသနာတော်ကိုဟောကြားပေးမှာဖြစ်ပါတယ်။အဲမြန်မာလိုမှတ်သားရှင်တယ်ဆိုလို့ရှိရင်တော့ပိစုပန်တမလွန်ချမ်းသာကြည်ပွားကြောင်တရားတော်လို့မှတ်သားနိုင်ပါတယ်။ ယနေ့ခေတ်မှာပေါ့နော်ဦးဇင်းတို့သာသနာတော်ကနှစ်ပေါင်း1500ကျော်လာပြီ သာသနာလမ်းခရီးကတော်တော်လေးဝေးလာခဲ့ပါပြီ အနေနဲ့အရရဲ့ကိုလည်းသာသနာတော်ပြောင်းလာခဲ့ပြီကိုးကွယ်မှုစနစ်တရားလည်းတော်တော်လေးကို ပြောင်းလဲလာခဲ့ပြီဆိုတော့ယနေ့နောက်ပိုင်းမှာပေါ့နော်သူတို့ချင်းတော့လူငယ်တွေပေါ့လူငယ်တွေရဲ့ရင်ထဲမှာ ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးတော့ကိုးကွယ်မှု နားလည်မှုလွဲနေကြတယ်တော်တော်လေးရှိတယ်လောကမှာဘာသာကြီး၄ခုဆိုပြီးတော့သတ်မှတ်ကြတယ်ပေါ့နော်ခရိယန်အစ္စလာမ်ဟိန္ဒူဗုဒ္ဓဘာသာအုပ်စုခွဲလိုက်မယ်ဆိုရင်တော့အုပ်စုပဲရှိတယ် God လို့ခေါ်တဲ့သာဝရဘုရားသခင်ဖန်ဆင်းရှင်ကိုလက်ခံတဲ့ဝါဒနဲ့ဖန်ဆင်းရှင်မဟုတ်ဗုဒ္ဓကိုကိုးကွယ်တဲ့ဝါဒနှစ်ဝါဒပဲရှိတယ် ဟိန္ဒူတို့ခရစ်ယာန်တို့အစ္စလာမ်တို့ဘယ်လိုပဲကွဲနေကွနေသူတို့တွေအားလုံးကခေါ်တည်ကြီးပဲဖန်ဆင်းရှင်ကိုလက်ခံတဲ့ဝါဒဦးဇနုမြတ်စွာဘုရားကကြတော့အခါတာရောတထာဂတာလို့ခေါ်တယ်ဖန်ဆင်းရှင်မဟုတ်ဘူးလမ်းညွန်သူတာဖြစ်တယ်ဒီစကားကိုမြတ်စွာဘုရားအချိန်ချင်းပြောတယ်မေကခါကြီးဟန်ဘိခဝေတထာဂတော်ဆိုတာ ဖယားဆိုတာမက်ကက်ခါကြီးတဲ့လမ်းညွန်သူနော်တဲ့ဖယားတိတိကျကျကိုမှားတာနော်ဒီနေ့ဦးဇုံတို့လူငယ်တွေကအဲ့ဒါပြောချင်တယ်ဖယားစီမှာဦးဇုံတို့ကစူတောင်းရမှာမဟုတ်ဘူးဖယားစီမှာဟိုဟာဖန်ဆင်းမှာဒီဟာဖန်ဆင်းမှာတောင်းတောင်းရမှာမဟုတ်ဘူးဆိုတာကိုလူငယ်တွေနားလည်ထားဖို့လိုတယ်နော်အဲ့တော့ဖယားသခင်ကဖန်ဆင်းရှင် မဟုတ်ဘူးငါ့ကိုကိုးကွယ်ရင် ငါအကုံတာဝန်ယူမယ်လို့အာမခံရတာလည်းမဟုတ်ဘူးမြတ်စွာဘုရားကအစကတည်းကကြွေးကြော်ထားပြီးသားမကက်ခါကြီးအဟံဘိကဝေတထာကရောပဲမကက်ခါကြီးဆိုတာငါဘုရားတို့ကလမ်းညုံသူဆိုတာကိုအမြဲတမ်းဘုရားပြောတယ်လမ်း600မှာကကိုယ့်ဘာကို600မှာဘုရားကလမ်းညုံသူပဲနော်ဘုရားညုံတဲ့လမ်းတိုင်းဥစ္စာတို့သွားဖို့ပဲလိုတယ်အဲ့တော့လူငယ်တွေတချို့ကအဲ့ဒါသဘောမပေါက်တဲ့ခါကြတော့နော်အဲ့တော့ ဗုဒ္ဓဝါဒကို နားမလည်တဲ့အခါကျတော့ဖခင်ကဘာမှမကယ်တင်ပေးနိုင်ဘူးဆိုတာမျိုး